အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့တနင်္ဂနွေသတင်းမီများအတွက်2025ခုနှစ်ဇွန်လ6လပိုင်းတလစာအထူးဟောဇဏ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တနင်္ဂနွေသတင်းမီများအတွက်ကံကြမ္မာအစိုးအကောင်ဆောင်းရန်ရှောင်းရန်များကိုမန္တလေးမြို့မှာဆရာကြီးမင်းသူရာကိုရိုင်းတွက်ချက်ဟောပြောထားတာဖြစ်ပါတယ်တနင်္ဂနွေသတင်းမီများဟာဒီ6လပိုင်းမှာဆိုရင်တနင်္ဂနွေဂျူသက်ရောက်ပြီးဘုံမိကြနေသူများတတိထားရပါမယ်စီဝါရေးနဲ့အလောက်ကိုင်းပိုင်းနေတဲ့ကတော့ အလောက်ကံပြောင်းလဲပေါ်ခြင်းအပြောင်းလဲလုပ်လို့ခြင်းများဖြစ်ပေါ်လာပါလိမ့်မယ်မိမိရဲ့လုပ်ငန်းကိစ္စတွေမှာဆိုရင်အတွင်းလူမိသားစုဝင်လုပ်ဖော်ကံပဲတွေနဲ့အဆင်မပြေဖြစ်ပါလိမ့်မယ်မိမိကနေပြီးလုပ်ငန်းတိုးချဲ့တာမျိုးတွေ စိတ်မြန်လက်မြန်ဖြစ်နေတာမျိုးရှိပါလိမ့်မယ်။အလုံးတစ်ခုကိုလည်းတပြိုင်တည်းလုပ်ရတတ်ပါတယ်။ငွေကြေးပိုင်းအနေနဲ့ကတော့စီမံခန့်ခွဲမှုအားနည်းနေတတ်ပါတယ်။ငွေကြေးများစီမံခန့်ခွဲတဲ့အခါမှာပညာရှိလူကြီးများနဲ့တိုင်ပင်တင်ပါတယ်။မိတ်ဆွေတစ်တွေတိုင်းမိဟောင်းကိုချေမကန်တင်ပါဘူး။တနင်္ဂနွေတပ်သမီးများအနေနဲ့ဒီ6လပိုင်းမှာဆိုရင်စက်တူရှယ်ယာလုပ်ငန်းတွေမလုပ်ကင်တင်ပါဘူး။စတူရှယ်ယာလုပ်ငန်းတွေကိုတတိထားရမှာဖြစ်ပါတယ်။အလောက်ကင်ကိစ္စအပြိုင်ဆိုင်တွေပေါ်လာတတ်တယ်။ စီဝိုင်းလုပ်တဲ့အခါမှာတနင်္ဂနွေနံဖြစ်တဲ့လုပ်ငန်းတွေကိုတတိထားလောက်ကိုင်းတင်ပါတနင်္ဂနွေတသမီများအနေနဲ့ဒီ6လပိုင်းမှာဆိုရင်အကျိုးပြုတဲ့လုပ်ငန်းတွေကတော့စံသားအလှပြင်လုပ်ငန်း ကျေးသွင်းလုပ်ငန်း၊ကြီးပစ္စည်းအယောင်းဝယ်များ၊ရေလုပ်ငန်း၊စိုက်ပျိုးရေးလုပ်ငန်း၊ဆေးဝါးဖြန့်ချီခြင်း၊ဆေးဝါးဖော်ဆပ်ခြင်း၊အသီးအနှံဆေးဝါးရောင်းဝယ်ခြင်း၊ဖုန်းနဲ့ဆက်ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်း၊တရိတ်ဆန်ရောင်းဝယ်ခြင်း၊ဂီတတရုပ်ဆောင်လုပ်ငန်းအကျိုးဖြစ်ထွန်းပါလိမ့်မယ်။၆လပိုင်းတရက်နေ့မှ9ရက်အတွင်းလုပ်ငန်းဟောင်းတွေကိုရပ်ပြီးအလုပ်သစ်ဆရာတတ်ပါတယ်။ အပြန်ဆိုင်အတိုက်ခိုက်မှုလေးတွေတော့ရှိတတ်ပါတယ်မိမိရဲ့လုပ်ငန်းခွင်မှာမနာလိုသူအတိုက်ခိုက်များရှိတတ်ပါလိမ့်မယ်6လပိုင်း10ရက်မှ14ရက်အတွင်းငွေကြေးကိစ္စတွေဒီလာထဲမှာရစရာရှိတဲ့ငွေကြေးတွေမရဘူးလို့ထင်နေတဲ့ငွေကြေးတွေပြန်လည်ရရှိနိုင်ပါလိမ့်မယ်မထင်မှတ်ပဲငွေဝင်ကိန်းရှိပါလိမ့်မယ်ဒီ6လပိုင်း15ရက်မှ22ရက်အတွင်း ပုဂ္ဂလိကအစိုးရဝန်ထမ်းများအနေနဲ့စရင်အင်းအောက်လငယ်သားတတိထားလောက်ကန်ရပါလိမ့်မယ်။ရောင်းမဝင်မဖြစ်တတ်တဲ့ဆုံးဖြတ်ချက်အမရိချတတ်ပြီးမမျော်လင့်ပဲအလုပ်ရန်နာရတတ်ပါတယ်။ပြီးတော့သူများအမကိုအမဖြစ်ပြီးဖြည့်ရှင်းရတတ်ပါတယ်။ပညာရေးပိုင်းအနေနဲ့ကတော့အလောက်ကင်ကတစ်ဖက်ပညာရေးကတစ်ဖက်ဖြစ်နေတတ်ပါတယ်။အပေါင်းအသင်းတွေရဲ့စကားနာရောင်ပြီးပညာရေးတခန်းရက်သွားနိုင်ပါလိမ့်မယ်။ ပညာရေးကိုစိတ်ဝင်စားရပါလိမ့်မယ်။အခြေအနေအိမ်အောင်ရေးပိုင်းနည်းကတော့အခြေအကံအလွန်ကောင်းပြီးစံပွင့်မယ်။အိမ်အောင်ရေးမှာဘာမဟုတ်တဲ့စကားတခွင်းကိုအကျယ်ချက်ပြီးရန်ဖြစ်ရတတ်ပါတယ်။အခြေအနေပတ်သက်ပြီးစိတ်ညစ်ရမယ်။ကျန်းမာရေးပိုင်းနည်းကတော့ဥကောင်း၊လေနာ၊အကျော်နှလုံး၊အုံနောက်နဲ့ပတ်သက်တဲ့ယောဂါ၊မျက်စိနဲ့ပတ်သက်တဲ့ယောဂါ၊ဖြစ်ပွားနိုင်ပါလိမ့်မယ်။စိုးရိမ်စရာတော့မရှိပါဘူး။တနင်္ဂနွေကျိုးတက်ရောက်နေသူများနဲ့ဘုံမီကြက်ရောက်နေသူများ အသက်18နှစ်25နှစ်33နှစ်41နှစ်49နှစ်59နှစ် 65နဲ့83နဲ့85နဲ့20နဲ့28နဲ့36နဲ့44နဲ့52နဲ့60နဲ့68နဲ့အဲ့ဒီအသက်ပိုင်းခြားတွေကတော့အနည်းငယ်ကံညံ့နေပါလိမ့်မယ်အထူးအောက်အနေနဲ့ကတော့15ရက်မှ21ရက်နေ့အထိရှင်ပြုနာသစေဆက်မင်္ဂလာလက်ထပ်မင်္ဂလာကိစ္စများနဲ့အိမ်ဆောက်အိမ်တက်မင်္ဂလာအခါကောင်းပါလိမ့်မယ်22ရက်ကစပြီးနောက်ပိုင်းလကုန်အထိဘေးဥပတ်ကြုံတတ်တဲ့ရုပ်ဖြစ်၍မြေတူးစွာခြင်း ရှင်ပြုနာသ စေဆက်လက်ထပ်မင်္ဂလာကိစ္စများမလုံတင်ပါဘူးတနင်္ဂနွေသတ္တမီဗုဒ္ဓဟူသတ္တမီများကို အထူးသတိထားရပါမယ်အဲ့ဒီနေ့နံတွေကမိမိတို့ဘဝကိုပျက်စီးစေခြင်းကြုံတွေ့ရမယ်အထူးသတိထားခရုစိုက်ပါခရီးသွားခြင်းနဲ့လုပ်ငန်းကိစ္စအဆင်ပြေစေရန်အတွက်တောင်ရက်မျက်နှာမူကပေါက်ပေါက်ဆုပ်တဆုပ်ကျဲပြီးမှသွားပါ တနင်္ဂနွေသတ္တမိများအတွက်ကံကောင်းစေတဲ့အရာအနေနဲ့ကတော့လိမ္မော်ရောင်အညူရောင်အဝါရောင်အနီရောင်တို့ဖြစ်ပါတယ်။အကျိုးပေးတဲ့အရာအနေနဲ့ကတော့အရှိမြအရာဖြစ်ပါတယ်။အကျိုးမပေးတဲ့အရာအနေနဲ့ကတော့အနောက်တောင်အရာဖြစ်ပါတယ်။အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ကတော့အခွင့်ကဏ္ဍ၊နှိကဏ္ဍ၊၄ကဏ္ဍ၊၉ကဏ္ဍတို့ဖြစ်ပါတယ်။တနင်္ဂနွေသတ္တမိများအတွက်ကံကောင်းမှုတွေရောက်လာစေရန်ရည်ရည်အနေနဲ့ကတော့နနက်၉နာရီ၉မိနစ်အိမ်ဖျားမှာတောင်ရက်မျက်နာမူပြီးစပယ်ညွန့်၊တနခါညွန့်၊တံပြာသီးသလုံးကပ်လို့ပူဇော်ပေးပါ။ ထမင်းစီစံဘရာကျော်စွန်းကတ်လူပေးပါမိမိမွေးနေနဲ့နဲ့တရက်တာလျင်နနက်9နာရီ9မိနစ်ဖျားကိုသွားပြီးမိမိဂျူပြေနံတော့တနင်္ဂနွေဂျူဖျားမှအဖျောင်းတိုင်းရေတော်သက်စေအုံဒီတချမ်းပေါ်အမွှေးတိုင်းစိုက်ပြီးရေရချီပေးပါမိမိလိုရာစုကိုလည်းတောင်းပါအညံ့တွေပျောက်သွားစေပါလိမ့်မယ်တနင်္ဂနွေသံသမီများအားလုံးဘေးဥပ္ပအန်ဒီရီကင်ဝေးပြီးလူအင်ဆန္ဒတွေပြေဝါကြပါစေရှင်တဘာဝပြီးစစ်ပေးမှကြော်လွားနိုင်ကြပါစေရှင်